โอเคဆိုတော့ဝါသနာပါရာမရှိရင်ရောကိုဒါအောင်လုံးကရိုးရှင်းရှင်းအတူဆုံးဖြည့်ပေးရမယ်ဆိုတော့ဝါသနာပါရာမရှိဘူးဆိုရင်ကိုဝါသနာပါရာဘာလဲဆိုတာကိုရှာဖွေပါလို့တော့ကျွန်တော်ပြောချင်တယ်။ဒါပေမဲ့အဲ့လိုပြောလိုက်လို့ရှိရင်ဒါတော့ဒုံးဒီရောဖြစ်သွားမယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာကျွန်တော်ဝါသနာပါရာမေဂျာမရှိဘူးဆိုရင်ဘာလို့လို့ရလဲပေါ့နော် tips ဆိုရင်တော့ပုံမှန်ပဲပေါ့နော်။၃ခုပေးမယ်ပေါ့နော်။ဆိုတော့ပထမဆုံးတစ်ခုကကျတော့ကျွန်တော်တို့ကဒီဘယ်မေဂျာကိုတက်ချင်မှန်းမသိဘူးပေါ့နော်။ဟိုင်စကူးပြီးသွားတယ်။ college ရှင်တို့ကဘယ်မေဂျာကိုယူလို့ယူရမှန်းမသိဘူးဖြစ်နေတယ်ဆိုရင်ဘလို့ရှာဖွေလို့ရတယ်ဆိုကိုက career pathway အနေနဲ့ ပါတော့ဘွဲရသွားတဲ့ခါပဲဖြစ်ကြီးလာတဲ့ခါပဲဖြစ် career အနေနဲ့ကွာဘယ်လိုမျိုးအသက်မွေးကြောင်ပြုကျင်တာလဲကိုစဉ်းစားပါရှင်းမင်းကျွန်တော်က bachelor level ကျော်ပြီးတော့ကို career pathway အနေနဲ့မလုပ်ချင်လဲဆိုတော့ကျွန်တော်ကျော်ပြီးစဉ်းစားလိုက်တာအဲ့လိုစဉ်းစားလိုက်တော့ကွာဘာဖြစ်ချင်လဲတိသွားတဲ့ခါကျလို့ရှင်ဘယ် major pursue လုပ်အောင်လဲဆိုတဲ့အဖြစ်ကထွက်လာတယ်ဘယ် major တက်ရင်ဘာဖြစ်နိုင်လဲဆိုတော့မစဉ်းစားပဲနဲ့ကိုဘာဖြစ်ချင်လဲဆိုတော့မူတည်ပြီးတော့အဲ့လာကို supporting ဟိုအထောက်အကူအဖြစ်ဆုံးဖြစ်နိုင်မယ့် major တခုကိုကျွန်တော်ရွေးလိုက်တဲ့သဘောမျိုးဒါကတော့ tip number 1ပေါ့နော် ဆိုတော့ tip number 2ကကြတော့ကျွန်တော်ကတကယ်လို့ major ကဘယ်ရတက်ရှင်မဟိုမတိကြဖြစ်နေပါတော့ဒါမှမဟုတ်လည်းတက်ရှင်တဲ့ major တစ်ခုတက်ပုံနေရမျိုးတွေဖြစ်နေတယ်။အဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်ကျွန်တော် recommend လုပ်တာဟိုဒါကတော့ university တိုင်းမှာတော့မရှိတော့ဘူးတချို့ college university မှာရှိအဲ့လို general major ပုံစံမျိုးတွေရှိတယ်။ဒါမှမဟုတ် interdisciplinary major မျိုးတွေရှိတယ်။ဒါတွေကိုကျွန်တော် UTEP ပါလို့ပြောချင်တယ်။ဒါမှမဟုတ်လို့ရှိရင်တချို့ college university မှာကျတော့ကျွန်တော်က major ကို second year နဲ့ third year ရောက်မှဟို main major အနေနဲ့ရွေးရမျိုးရှိရပါတော့အဲ့လိုမျိုးရှာတက်ဖို့ရှာတက်မယ်ဆိုရင်လည်းကောင်းတော့ကောင်းတယ်ပါတော့ဒါမှမဟုတ်ရှာနိုင်မို့တော့အရေးကြီးပါတော့ဆိုတော့တတိယမြောက် tip ကတော့ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်းလုပ်ခဲ့ရပါတော့ဆိုတော့ high school ပြီးသွားတယ်ဘာမှကျတက်လို့တက်မယ်မသိဘူးဘာဖြစ်ရှင်မယ်မသိဘူးပါတော့အဲ့တော့ gap တစ်ခုယူလိုက်တာ gap ကြီးကတော့ရေလို့တော့မပြောလို့ဒါပေမဲ့ high school ပြီးရချက်ချင်းကြောင်းမလျှောက်ပဲနဲ့အချိန်တိုင်းတာတစ်ခုထိကိုယ့်အကူဟို limit တက်မှတ်ပြအဲ့အချိန်တိုင်းတာတစ်ခုကြီးမှာ ရှောက်လုပ်ကြည့်ပါရှောက်လုပ်ကြည့်ကဘယ်ရဲဝန်တာပါလဲရှောက်ရှာကြည့်ပါရှောက်ဟိုအသည့်အစမ်းတွေလုပ်ကြည့်ပြီးတော့မှဟိုကိုအဖြေတစ်ခုထွက်လာရင်တော့ကောင်းတယ်ပေါ့နော်အဖြေတစ်ခုမထွက်လာရင်တော့လည်းမထွက်လာတော့ဘူးပေါ့နော်အဲဒါမှကျွန်တော်က time limit တစ်ခုတော့ထားစီချင်တယ်ဥပမာ3လလုံးမလားအဲ3လလောက်ဟိုအချိန်ယူပြီးလေ့လာမလားဒါမှရှာဖွင့်မလား6လလောက်လုံးမလားဒါပေမဲ့ကိုကအဲ့ချိန်မှာကိုကဒီ time limit ပြည့်သွားလို့မတွင့်ရောဘာတက်မလဲဆိုတော့နောက်ဆုံးတစ်စင်ရှင်တော့ချထားဖို့တော့အလိုမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဟိုလေလုတ်ပြီးတော့ အာကျွန်တော်ဘာတက်ရမလဲဆိုတော့ရှာဖွေလို့ရတယ်အဲ့တော့ဒီနေရာမှာတကယ်လို့ high school မပြီးသေးတဲ့လူတွေပါကြည့်နေမယ်ဆိုရင်ကျွန်တော် recommend လုပ်တာကလေပြီးကိုကပြီးသွားတော့မှဘာတက်ရမလဲမစဉ်းစားပါနဲ့တကယ်လို့ဝါသနာပါတာဘာမှမသိဘူးလေတက်နေတဲ့အချိန်မှာ high school တွေ prepare လုပ်နေရပြီဖြစ်ဖြစ်ကိုကဥမာ14 15ဆိုလေကိုဘာတွေဝါသနာပါလဲအဲ့လိုအစ်စ်တွေလုပ်ကြည့်ပါဘောနော်စာချုပ်ကျောင်းစာရေးပဲမလုပ်ပဲနဲ့ outside extra curriculum တွေတခြားတခြားတခြားသောဟိုအရာတွေ activities တွေကိုလုပ်ကြည့်ပါလုပ်ကြည့်ပြီးကိုဘာသနာဝါသနာပါလဲကိုတိထားလို့ရှိရင်တော်တော်ကြီးကို ဟိုကောင်းတယ်ဗောနော်တချို့ကြောင့်ဒါဟာဘယ်ဟာဝန်တာမှမသိတော့လမ်းပြောက်တာမျိုးအများကြီးရှိရလို့လည်းရှိရဲ့ဆိုတော့ကျွန်တော်ခုပေးလိုက်တဲ့ tips ၃ခုကဟိုအကူအညီဖြစ်မယ်လို့လည်းထင်တယ်ဗောနော်ဒီဒါအပြင်လည်းလုံးလို့ရတဲ့နီးရတော့အများကြီးရှိရဲ့ကိုယ်နဲ့အကန့်ညီတော့ဖြစ်မယ်နီးရတော့လုတ်ပါလို့ကျွန်တော်တော့ပြောချင်ပါတယ်ဗောနော်